ကြားဖြန့်ကောင်းဆောင်ရှယ်ကျင်ကျန်ဘသူလဲနမကြီးအွန်လိုင်းငွေလင်ကိုင်းကြားဖြန့်ကောင်းဆောင်လည်းဖြစ်ရွှေကုတ်ကူရဲ့အတ္တိကယင်းနီးမြုပ်နှံသူလည်းဖြစ်တဲ့ရှယ်ကျင်ကျန်ဟာထိုင်းနိုင်ငံကလွှဲပြောင်းပေးအပ်ခဲ့လို့အခုဆိုတရုတ်အာဏာပိုင်တွေလက်ထက်ရောက်ရှိသွားပါပြီရှယ်ကျင်ကျန်ဟာတကယ်ထူးခြားတဲ့သူပါ1982ခုနှစ်တရုတ်နိုင်ငံဟူနန်ပြည်နယ်မှာမွေးဖွားခဲ့ပါတယ်သူ အသက်20မှာတည်းဖိလစ်ပိုင်နိုင်ငံကိုထွက်ခွာသွားခဲ့ပြီးအွန်လိုင်းလမ်းကစားလုပ်ငန်းစတင်ခဲ့တာပါ 2014ခုနှစ်မှာတရုတ်တရားရုံးတစ်ခုကသူဟာဖိလစ်ပိုင်မှာတရားမဝင် online ထီလုပ်ငန်းကနေတဆင့်တရုတ်လူထုအပေါ်လိန်လယ်မှုနဲ့အမျက်တံပိုးဒေါ်လာ300မီလီယံနီးပါးရရှိခဲ့တယ်လို့ဆိုပြီးဖန်ဝရံထုတ်ခဲ့ပါသေးတယ်။နောက်ပိုင်းမှာတော့သူက online လောင်းစားလုပ်ငန်းတွေကိုကမ်ဘောဒီးယားမြန်မာ ထိုင်းနိုင်ငံတွေအထိတိုးချဲ့လာပါတယ်။2019မှာသူကကမ်ဘောဒီးယားနိုင်ငံသားဖြစ်ခွင့်ရခဲ့ပြီး Retire International Holding Group YIHG ဆိုတဲ့ကုမ္ပဏီကိုဟောင်ကောင်မှာမှတ်ပုံတင်လိုက်ပါတယ်။ဒီကုမ္ပဏီကပဲမြန်မာနိုင်ငံမြောက်ဝတီနယ်မှာရွှေကုတ်ကိုအထူးကြီးပွားရေးဆောင်ဆိုတဲ့စီမံကိန်းကိုစတင်တည်ဆောက်ခဲ့ပါတယ်။ယင်းနှိမ့်နှံငွေကဒေါ်လာ15ဘီလီယံနဲ့ဆိုတော့အံ့ဩဖွယ်ပါပဲ။သူကမြောက်ဝတီနယ်ကိုထိန်းချုပ်နေတဲ့နယ်ခြားစောင့်တပ် BGF နဲ့ပူးပေါင်းပြီးဒီမြို့ကိုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဒီမြို့ကနောက်ပိုင်းမှာ online လည်လည်မှုလူကုန်ကူးမှုစတဲ့အမည်ဆိုးတွေနဲ့နာမည်ကြီးလာခဲ့ပါတယ်။ 2019မှာရွှေကုတ်ကူစီမံကိန်းကိုမြန်မာအယက်သားအစိုးရကစောင့်ကြည့်ထိန်းချုပ်ခဲ့ပေမဲ့2021စစ်အာဏာသိမ်းပြီးနောက်မှာတော့ဥပဒေမဲ့ဖြစ်သွားပါတယ်။နောက်ပိုင်းရွှေကုတ်ကူသာမကတခြားငွေလိမ်မျိုးတစ်တွေလည်းပေါ်ထွက်လာပါတော့တယ်။ရဲတင်းကြံဟာတရုတ်ရာဇဝတ်ကိုင်း 40k နဲ့လဲပူးပေါင်းမှုရှိပါတယ်။ 14k ဂိုင်းကောင်းဆောင်တချိုးလို့ခေါ်ကြတဲ့ဝမ်ကော့ခွိုင်းနဲ့ပူးပေါင်းပြီး KK Park ဒီဆောင်ရေးမှာတာဝန်ယူခဲ့တယ်လို့တန်တရားရှိနေပါတယ်။ ဂျိုးကလည်းထိတ်တန်းမာဖီးယားခိုင်းခေါင်းဆောင်တယောက်အဖြစ်သတ်မှတ်ထားတဲ့သူပါနောက်ဆုံး2022ခုနှစ်ဩဂုတ်လ12ရက်နေ့မှာတော့နိုင်ငံအများပြားကနိုင်ငံသားတွေကိုလိန်လဲခဲ့တယ်ဆိုတဲ့ Interpol အတိပေးချက်အပေါ်ခြေခံပြီးထိုင်းနိုင်ငံကရဲကျဉ်ကျန်ကိုဖမ်းဆီးလိုက်နိုင်ပါတယ်2023ခုနှစ်မေလမှာတော့ထိုင်းတရားရုံးကသူ့ကိုတရုတ်နိုင်ငံကိုလွှဲပြောင်းပေးဖို့အမိန့်ချခဲ့ပါတယ်သူပြန်လဲလွတ်မြောက်ရေး BGF ခေါင်းဆောင်တွေရွှေကုတ်ကူမှာစူတောင်းပွဲလုပ်ခဲ့ပေမဲ့ ဆူတောင်းမပြေနိုင်တော့ပါဘူးခင်ဗျာ